ကျွန်တော်တို့နေ့စဉ်တငယ်ချင်းတွေနဲ့ဆက်သွယ်ဖို့အသုံးပြုနေတယ်ကျွန်တော်တို့ Messenger ကိုအထာကြကြသုံးလက်ချင်လားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားလိုက်ပါဟုတ်ကဲ့ပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့တခြားတစ်ဖက်ကပေါ့နော်ကျွန်တော်တို့စီကို message ပို့လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကြည့်လိုက်တယ်ကြည့်လိုက်တဲ့ဟာလေးကိုဟိုဘက်မှာလည်းမပေါ်ခြင်းဘူးပေါ့နော် အဲ့ဒီအကောင်လေးကိုကျွန်တော်တို့အဲမပေါ်ကျင်တာကိုကျွန်တော်တို့ကဘူးလို့လုပ်မယ်ပေါ့နော်အဲ့ဒီအကောင်လေးအပါဝင်ပေါ့နော်ကျွန်တော်တခြားဒီ messenger ရဲ့ဒီ modernize ဖြစ်တဲ့ဒီဒီတခြား setting တွေကိုပါကျွန်တော်ဒီ video လေးမှာပြောပြပေးတော့မှာဖြစ်ပါတယ် season လေးစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ like and share လေးလုပ်ပေးသွားကြဖို့တောင်းဆိုပါတယ်ဒါဆိုရင်ကျွန်တော်တို့ video လေးကို start ကြရအောင် after it နံပါတ်1အနေနဲ့ကျွန်တော်တို့ HD quality ကျွန်တော်တို့ဘယ်လိုမျိုးပို့ရမလဲပေါ့နော်အဲ့ဒီအောင်လေးပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ပို့တင်တဲ့အဲသူရဲ့ checkbox တွေကိုတွားလိုက်ပါ checkbox တွေကိုတွားရဲ့ကျွန်တော်တို့ပို့တင်တဲ့ပုံလေးကိုရေးလိုက်ပါ baby ด้วยเอเดทကိုနှိပ်လိုက်ပါ baby ด้วยเอเดทကို now that I've been put through hell I never got anyone's help ပြီးရင်ကျွန်တော်တို့ကဒီ HD ဆိုတဲ့ဟာလေးပေါ့နော် HD ဆိုတဲ့ button လေးပေါ့နော်အဲ့ဒီကောင်လေးကိုနှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ HD quality နဲ့ပုံလေးကိုဘက်ကိုရောက်သွားပါပြီ Okay ကျွန်တော်တို့နောက်တစ်မျိုးကကျွန်တော်တို့ဒီ safety sensor ပေါ့နော်ကျွန်တော်တို့တစ်ခါပဲကြည့်လို့ရမယ့်ပုံလေးကိုဘယ်လိုပို့ရမလဲဆိုတော့ပြပြပြီးတော့မှဖြစ်ပါတယ်ကျွန်တော်တို့ပို့ခြင်းတဲ့ပုံလေးကိုထပ်ပြီးရွေးလိုက်ပါဖြစ်ရင်ကျွန်တော်ဒီ back up ပေါ့နော် number 1ပုံစံလေးနဲ့အဝိုင်းလေးပေါ့နော် off လို့ပေါ်နေတယ်အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်ကဒီအပြာရောင် box ကလေးနဲ့ okay ဆိုတာလေးကိုဆက်ပြီးနှိပ်ပြလိုက်ပါပြီးရင်ဆန်ပြလိုက်ပါကောင်းလေးပြည့် ောက်လို့ရှိရင်တော့ဒါကျွန်တော်တို့ရပါပြီပေါ့နော်ကျွန်တော်တို့ဒီဥပကကြည့်လိုက်လို့ရှိရင်ဒါတစ်ခါလေးကြည့်လို့ရမှာပေါ့နော် Okay ပါနံပါတ်3အနေနဲ့ကျွန်တော်တို့ကကျွန်တော်ဒီတခြားလူကပို့လိုက်တာကိုကျွန်တော်တို့ကကြည့်မယ်ဒါပေမဲ့ကျွန်တော်တို့တခြားတစ်ဖက်မှာစိမ့်လို့မပေါ်အောင်ပေါ့နော်ဘယ်လိုလုပ်ရမလဲကိုယ်ပြပြပေးသွားမယ်ပထမအောင်လို့ကျွန်တော်တို့ menu bar လေးကိုနေလိုက်ပါပြန်ကျွန်တော်တို့ကဒီ setting နဲ့ပေါ့နော် setting နဲ့ကိုလျှောက်ဝင်နိုင်မယ် စတင်ထဲကိုရောက်သွားရင်ကျွန်တော်ကဟိုအောင်းသားလေးကိုလည်းလေးဆွဲဆွဲပြလိုက်ပါတော့။ဒီကောင်လေးပေါ့နော် privacy and safety ဆိုတာလေးပေါ့နော်။အဲဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါ။နေပြန်ကျွန်တော်တို့အောင်နာလေးပြန်ပြီးတော့နည်းနည်းလေးဆွဲလိုက်ပါတော့။ဆွဲပြန်ဒီ re receive ဆိုတာလေးပေါ့နော်။ ရိတ်ကောင်လေးကိုနေပေးလိုက်ပါပြီးရင်ကျွန်တော်ဒါကတော့ကျွန်တော် on ထား on ထား on ထားတာပေါ့နော်အိတ်ကောင်လေးကိုဒါ off ပေးလိုက်ပါ off ပြီးလို့ရင်ကျွန်တော်ဘက်ကလေးနဲ့ပြန်ထွက်သွားလိုက်ဒါပြန်ရပါပြီဒီဟာကဒါအားလုံးအတွက်ကိုပြောတာပေါ့နော်ကျွန်တော်တို့ကဒီတယောက်တည်းကိုပဲတည်တဲ့ကျွန်တော်တို့ကအဲ့လိုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ဒီကျွန်တော်တို့အဲ့ဒီကျွန်တော်တို့ဒီအင်းမပေါ်အောင်လုပ်ချင်တဲ့သူရဲ့ချက်ပေါက်ကိုတို့ရလိုက် တော့ဘင်းကျွန်တော်တို့ကဒီဒီညာဘက်အပေါ်တောင်းအိုင်ဘန်ဆန်လေးကိုနေလိုက်ပါတော့။ I got facts over facts over tracks is an ass spitting slow spitting fast I could roast I could gas think I'm okay Yeah, you know, oh, now you need to switch up I can the past and the pettiness A reflection of the emptiness Hilarious Switch up, you can do the read and resist So I'll leave my eye on you, you need to leave up ်ဟောထားတာလေးကိုကျွန်တော် off ပေးလိုက်မယ်ဟောတော့ off ထားပြီးတော့ဗောနော် off ပြီး on လိုက်မယ် okay ဒါဆိုရှင်ရပါပြီနံပါတ်၄ကတော့ကျွန်တော်တို့ duck thing ဗောနော်ကျွန်တော်တို့ duck mock လေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်တယ်ကျွန်တော်တို့ menu bar လေးကိုနှိပ်လိုက်မယ်။ပြီးရင် setting တွေကိုတစ်ချက်ပြင်ပါမယ်เนาะ။ပြီးရင်ဒီမှာပေါ့နော်တွေ့ရမှာပါ။လာချမ်းပုံလေးပေါ့နော်။ dark mode ဆိုတာပေါ့နော်။အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက် ဒီကောင်လေးပေါ့နော်တက်မုတ်ဆိုတာလေးပေါ့နော်လာကျန်းပုံလေးပေါ့အဲအဲ့ဒီကောင်လေးကိုကျွန်တော်တို့က online ပဲတော့ off တာနေလို့ဒီပြူအောင်ပုံမှာပေါ့နော်အဲကျွန်တော်တို့တက်မုတ်ပြောင်းနေတဲ့အတွက် online ပဲပြီးရင်ဘင်္ဂလားပြန်ထွက်လာဒါဆိုရင်ကျွန်တော်တို့ကကြာပါပြီနံပါတ်5ကတော့ကျွန်တော်တို့ဒီမီးစိမ်းမပေါ်အောင်ဘယ်လိုလုပ်မလဲပေါ့နော်ကျွန်တော်တို့ online ပြနေတဲ့ကောင်လေးပေါ့နော် ဒီကောင်ကတော့ဒီခဏနေရဒီ deck mode ရအောက်မှာကပ်ရက်ရှိပါတယ်အဲ့ကောင်လေးကိုချက်နေပြီးလိုက်နေပြန်ဒီ on ထားလေးကို off ပေးလိုက်မယ် your interior you know what on high ကို off ပေးလိုက်ပါဒီမှာတော့ကျွန်တော်တို့က off မဲ့အချိန်ကိုကျွန်တော်တို့ကဒီကြိုက်တယ်လို့ထားလို့ရပါတယ်တနာရီထားမလားပေါ့နော်ဥပမာကျွန်တော်တို့၈နာရီထားမလားပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့က customize လုပ်လို့လည်းရတယ် ါမှမဟုတ်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာရွေးထားသလိုပဲเนาะကျွန်တော်တို့ဒီကျွန်တော်တို့ပြန်ပြီးတော့မှဒီ setting ကိုမချိမချင်းကျွန်တော်တို့ဒီ depth and sorry ကျွန်တော်တို့ဒီဒီ off ထားမယ်ဆိုလို့ရှိရင်လည်းရပါတယ်နံပါတ်6ကတော့ကျွန်တော်တို့ messenger မှာနှုတ်ရေးတဲ့နေလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ messenger လေးကဒီကျွန်တော်ကျွန်တော်ရဲ့ဒီ profile ပုံလေးကိုထောက်လိုက်ပါ ပြီးရင်ဒီမှာကျွန်တော်တို့ဒီဒီနေရာမှာကျွန်တော်တို့ကစာကိုတိုက်တဲ့ဟာရေးလိုက်ပေါ့နော်ဒေါက်တာတရားတွေရေးလို့ရတယ်โอเคပါနောက်တာပါကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ဒီအေ emotion ပေါ့နော်ကျွန်တော်တို့ခံစားချက်တွေကိုဒီမှာရေးလို့ရတယ်ရေးပြီးလို့ရှိရင်ကျွန်တော်တို့ကစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်ဒီညာဘက်ပေါ်တော့ကစိတ်ဆွာလေးကိုနှိပ်ပေးလိုက် could be so remarkable thoughts in my head a collage and they spread i'll be great one day ဒါဆိုလို့ရှိရင်ရပါပြီကျွန်တော်နံပါတ်9နေကျွန်တော်တို့ question ပေါ့နော်ကျွန်တော်ဒီလူတိုင်းသိမှာပါကျွန်တော်တို့ဒီလက်မပုံလေးပေါ့နော်ဒီတစ်ခါကပို့ရဲဆိုလို့ကျွန်တော်တို့ကလက်မလေးတောင်းတောင်းပြီးတော့ကျွန်တော်တို့ကပြန်ပို့ပေးရပါတော့ဟုတ်ကဲ့ဒီမှာတော့ကျွန်တော်အဲ့ဒီလက်မလေးကိုကျွန်တော်တို့ကဒီတခြား emotion a တခြား emoji ပုံလေးပေါ့နော်အဲအဲ့ဒီကောင်လေးတို့ကျွန်တော်တို့ပြောပြမယ်ဆိုတော့ပြောပြပေးသွားမယ် ျွန်တော်တို့ပြင်ရင်တဲ့သူရဲ့ချက်ပေါက်ထဲကိုသွားပြီးရင်ကျွန်တော်တို့ကညာဘက်က profile အိုင်ပုံစံလေးကိုနှိပ်ပေးလိုက်ပါဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီပြတဲ့အချိန်မှာဒီ quick reaction ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီကောင်လေးကိုပြချင်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ကြိုက်တဲ့ emoji လေးတွေကိုကျွန်တော်ရွေးနှိပ်ပြီးတော့မှကျွန်တော်တို့ကြောင်းထားလို့ရပါပြီ။ โอเควิดีโอนี้ก็เท่านั้นแหละครับเรามีวิดีโอนี้ก็ส่งที่ไลฟ์บาร์จิชูไปด้วยด้วยอารมณ์ขอเจริญติดมาเลยเรานอกวิดีโอนี้มาเปลี่ยนเลยส่งไปจ่ายออกมา